ိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့တော်တော်ကကင်းဝေးပြီးကိုစိတ်နှစ်ပါးလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မအစီအစဉ်မှာဒီကနေ့မေလ9ရက်ပေါ်တဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့အမျိုးသားညီညွတ်ရေးအစိုးရကမြို့နယ်ပေါင်း190ကျော်မှာကျန်းမာရေးလှုပ်သား9000ကျော်နဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့သတင်း ARE မြေတဲ့အထိ ထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲတွေရယူနိုင်ရေးစ조사ဆောင်ရွက်နေရဆိုတဲ့တဲ့အမာဂန်တဲ့ရင်ပေးပရီစီဒီယန်နဲ့ပရီစီဒီယန်အရေးကူညီပေးနေသူတပ်ဌာနမိသားစုဝင်အမျိုးသမီးများကိုလေးစားဂုဏ်ယူရလို့ပြည်သူရင်ခွင်ထုတ်ပြန်လိုက်တဲ့တဲ့ကော့တောင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အင်အား80ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ပြီးတော့အကြမ်းဖက်အရာခံဗိုလ်တအူးအပါဝင်၃ဦးသေဆုံးခဲ့တဲ့တဲ့ အကြံဖက်စစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းကရဲဘော်၃ဦးတနက်တလက်အပါယူကဗျူဟာ31ထံအလင်းဝင်ခဲ့တဲ့တဲ့ကောလင်းမြို့နယ်ကိုအကြံဖက်စစ်တပ်ကဒီကနေ့မနက်မှာနေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တဲ့အကြံဖက်စစ်တပ်ရဲ့ပခုတ်ခုတက်မှတက်တုံညာတက်က ပခုတ်ကူနဲ့မြန်မြို့နယ်အတွင်းစစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ပြည်သူတွေရဲ့ပစ္စည်းတွေကိုအားရမယူဆောင်သွားခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လည်းဆန္ဒပြလူလူတပိတ်တဲ့နဲ့ပဲဖြစ်ပါရဲ့ရှင်ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့အမျိုးသားညီညွတ်ရေးအစိုးရကမြို့နယ်ပေါင်း190ကျော်မှာကျမရေးလုပ်သား9000ကျော်နဲ့ကျမရေးဆောင်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့တဲ့င်းပဲဖြစ်ပါရဲ့ရှင်။ အမျိုးသားညီညွတ်ရေးအစိုးရကျမရဲ့ဝင်ကြီးဌာနကမြို့နယ်ပေါင်း190ကျော်မှာကျမရဲ့လုပ်သား9000ကျော်နဲ့ကျမရဲ့စောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေရလို့အသိပေးထုတ်ပြန်လိုက်ပါတယ်။ကျမရေးဝင်ကြီးဌာနကဒေတာဆိုင်ရာကျမရေးတာဝန်ခံ29ဦးမြို့နယ်ကျမရေးတာဝန်ခံ229ဦးနဲ့ချိတ်ဆက်ပြီးမြို့နယ်ပေါင်း190မှာမြေပြင်ကျမရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေရပါဆေးရုံပေါင်း106ရုံစေကံပေါင်း108ခုရွေးလျားစေကံပေါင်း192ခုကျော်တို့မှာကျမရေးလုပ်သားအင်အားစု 9068ဦးနဲ့ဒေသအသီးသီးမှာကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေရလို့လည်းအသိပေးထားပါတယ်။စကိုင်းတိုင်းတစ်ခုထဲမှာပဲပြင်ပလူနာအရေအတွက်ဟာလင်းနစ်အတွင်းဆို1558ဦးကနေ1233ဦးထိပုံမကူတာပေးနိုင်ခဲ့တယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့လင်းနစ်ပြလုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ ARE မြေတဲ့အထိထိုးဖောက်ဝေရောက်ပြီးအောင်ပွဲတွေရယူနိုင်ရေးစူးစမ်းဆောင်ရွက်နေရဆိုတဲ့တဲ့မဲ့ဖြစ်ပါတယ်ရှင်ဆရာနာရှင်စနစ်ကိုအမြင့်ဖြတ်ချေမှုန်ရေးအတွက်အေယာဝရီမြေတဲ့အထိထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲတွေရယူနိုင်ရေးစူးစမ်းဆောင်ရွက်နေတယ်လို့တိုင်းစစ်ဌာနအေယာဝရီရဲ့တာဝန်ခံရဲဘော်ကောင်းကျော်ကပြောပါရယ်အေယာဝရီမြေအထိထိုးဖောက်ဝင်ရောက်ပြီးတော့မှအောင်ပွဲတွေရယူနိုင်မှုကျွန်တော်တို့တွေစူးစမ်းဆောင်ရွက်နေကြပါရယ်မိဘပြည်သူတွေရဲ့အားပေးကူညီပံ့ပိုးမှုလိုအပ်တယ် ဒါကြောင့်အခုဆောင်ရွက်မဲ့ထိုးပြန်လာပြီး ARA ကမ်ပိန်းမှာအားလုံးဥပပေါင်းပါဝင်ကူညီပေးကြဖို့ဒီကနေ့တိုက်တွန်းလိုက်ရပါတယ်လို့ရဲဘော်ကောင်းကျော်ကပြောပါတယ်။ ARA မြေထီထိုးပေါက်ဝင်ရောက်ပြီးတော့မှပေါင်ပွဲတွေရယူနိုင်ဖို့ကျွန်တော်တို့တွေကြိုးစားဆောင်ရွက်နေကြပါတယ်။မိဘပြည်သူရဲ့အပေးကူညီပံ့ပိုးမှုလိုအပ်တယ်။ဒါကြောင့်အခုဆောင်ရွက်မဲ့ထိုးပြန်လာပြီး ARA ကမ်ပိန်းမှာအားလုံးဥပပေါင်းပါဝင်ကူညီပေးကြဖို့ဒီကနေ့တိုက်တွန်းလိုက်ရပါတယ်။ လွတ်ပြန်လာပြီအေယော်ရီတိုင်းစစ်ဌာနအေယော်ရီကိုကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းစစ်ဒေသအမှတ်နှစ်စစ်ဒေသခွဲရဲ့ကုတ်ကဲမှုအောက်ကိုခံယူပြီးပြည်သူ့သားကောင်းစစ်တီတို့ရဲ့စစ်ကြောင်းတရင်ယူဟာများအဆင့်ဆင့်ဖွဲ့စည်းခဲ့တာလို့မြို့သားညီညွတ်ရေးအစိုးရက2024ခုနှစ်ဒီဇင်ဘာလ12ရက်စွဲနဲ့ထုတ်ပြန်အသိပေးထားပါတယ်။ ARM မြေကို ထိုးဖောက်ဝင်ရောက်ပြီးအောင်ပွဲတွေရရှိဖို့အတွက်လည်း မာမိတ် ERO တွေနဲ့လက်တွဲပူးပေါင်းပြီးတိုက်ပွဲဝင်နေရလို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ကတော့အမာခံတဲ့ပေး Presidian နဲ့ Presidian အရေးကိုညီပေးနေသူတတ်ဌာနမိသားစုဝင်မြို့သမီးများကိုလေးစားကုန်ယူရလို့ပြည်သူ့ရင်ဝင်ထုတ်ပြန်လိုက်တဲ့တဲ့ပဲဖြစ်ပါတယ်ရှင်။ အမြဲတမ်းညညရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ချိတ်ဆက်ပြီးတာဝန်ထမ်းဆောင်နေတဲ့အမကန်သတင်းပေး Presidian နဲ့ Presidian အရေးကူညီပေးနေသူတပ်ဌာနမိသားစုဝင်အမျိုးသမီးများကိုလေးစားဂုဏ်ယူရလို့ပြည်သူ့ရင်ခွင်ရဲ့ Presidian အရေးတာဝန်ရှိသူတို့က PPTV ကိုပြောပါရယ်။ဒီကချက်ကတော့လေအဲဒီ Presidian ပေါ့နော်ပြည်သူအနေနဲ့တာဝန်ထမ်းဆောင်နေကြတာဟာအမျိုးသားတွေကြီးပဲမဟုတ်ဘူးအမျိုးသမီးတွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်တို့ကအားလုံးသိစေချင်တယ်နောက်တစ်ခုကကျတော့ဒီအမျိုးသမီးတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့အင်တာနက်ကိုယူရတယ်ပေါ့နော် အဲနောက်ပြီးတော့အခြားဟိုစစ်ကောင်စီလက်အောက်မှာရှိနေသေးတဲ့အကြောင်းမျိုးကြောင့်ရုံးမထွက်နိုင်တဲ့အမျိုးသမီးနိုင်ငံဝင်တွေရှိခဲ့လို့ရှိရယ်ပဲအဲငါတို့ကဒီတော်လည်ရေးမှာဒီလိုမျိုးနီးနဲ့ပူပေါင်းလို့ရပါလားဆိုတော့လေကျွန်တော်ကထပ်ပြီးသိစေချင်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုးကိုယ်ယူဝတ်မြောက်ကြောင်ကြေညာချက်ထုတ်တာပါဗျာတက်တွင်းဖျက်သည့်အဖြစ်တာဝန်ထမ်းနေတဲ့ presidium များထဲမှစစ်တပ်ရဲနဲ့ဝင်ကြီးဌာနအသီးသီးလက်အောက်ရှိဦးကြီးဌာနများက နိုင်ငံဝင်တဲ့အမျိုးသမီးများစွာပါဝင်နေပြီးတည်ရင်ဌာနမိသားစုဝင်အမျိုးသမီးများမှလည်းကြာရခန်းနာမှာတာဝန်ကျလျက်ရှိရလို့အသိပေးပါရယ်ပရီစီဒီယံနိုင်ငံဝင်တဲ့အမျိုးသမီးများနဲ့တတ်ဌာနမိသားစုဝင်အမျိုးသမီးများဟာအချမ်းဖက်စစ်ကောင်စီအတိုင်းဝိုင်းမှာနေထိုင်ပြီးတော်လိုင်းရေးအောင်မြင်စေရအတွက်စစ်ရေးနိုင်ငံရေးအထောက်အကူပြုအရေးကြီးတဲ့တရင်ချက်လက်များကိုပေးဖို့တာဝန်ကျနေတာကိုလည်းကောင်းစွာသိရှိနားရလေလို့ပြောပါရယ် အဆိုပါမျိုးသမီးများအားတော်လိုင်းကာလအတွင်းဖြစ်စေတော်လိုင်းပြီးဆုံးချိန်မှာဖြစ်စေအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်အမှတ်ကိုမြင့်ဆောင်2020နှစ်အပိုင်းနဲ့အပိုင်းခွဲကကြီးအရာကာကွယ်ပေးသွားမှာဖြစ်ပြီးအမိတို့ရဲ့တက်တီနဲ့တာဝန်သိမှုအတွက်အတိမတ်ပြုလေးစားဂုဏ်ယူရလို့ကြေညာထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ကော်တောင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အင်အား80ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ပြီး အကြံဖတ်အရာခံဗိုလ်တဦးအပါဝင်၃ဦးသေဆုံးခဲ့တဲ့တရင်ပဲဖြစ်ပါတယ်ရှင်တရင်တားဤတိုင်းကော့တောင်းမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အင်အား80ပါတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဧပြီလ26ရက်မှာမလီဝမ်းကျေးရွာတက်ကဲချင်းနေရအရောက်မှာပြည်သူ့ကာကွယ်ရေးရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ပြီး40မမဘုံသီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့လို့ကော့တောင်းမြို့နယ်ပါကာဖာကဒီကနေ့မနက်မှာထုတ်ပြန်လိုက်ပါတယ် တိုက်ခိုက်မှုကြောင့်အကြက်ဖြတ်စစ်ကောင်စီဘက်ကမရကန်ဘိုးတဦးမှပွဲချင်းပြီးတည်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေက2ဦးမှလည်းကော့တောင်းမျိုး6မိုင်တက်ဆေးုံမှတည်ဆုံးခဲ့တယ်လို့ဆိုပါရယ်ထိတိတိုက်ပွဲတနအီခန့်ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအထိကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးအကြက်ဖြတ်စစ်ကောင်စီဘက်ကတည်ဆုံးခဲ့တဲ့မရကန်ဘိုးမှခမောက်ကြီးမျိုးနဲ့984တက်ရင်ကဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြံဖက်စစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကရဲဘော်၃ဦးတနက်တက်လက်အပါယူကဖြူဟာ31ထံအလင်းဝင်ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်အကြမ်းဖက်စစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းကရဲဘော်၃ဦးတနက်တက်လက်အပါယူကမြို့သားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဗျူဟာ31လုံခြုံရေးတပ်ခွဲစီအလဲဝဲရောက်လာတယ်လို့သိရပါဗျ။ရဲဘော်၃ဦးဟာတနက်တက်လက်ကြည်စံအတောက်390ကြည်ပေါက်6ခုနဲ့အတူဗျူဟာ31ထံမလ30ရက်မှအလဲဝဲရောက်လာခဲ့တာပါ။ UR 31ကလက်နက်ယူလာတဲ့ရဲဘော်ကိုငွေကျပ်သိန်း30ချင်းမြင့်ခဲ့ပြီး၎င်းနဲ့အတူပါလာတဲ့ရဲဘော်2ဦးကိုငွေကျပ်5သိန်းအတိအသေးပေးအပ်ခဲ့တယ်လို့ဆိုပါရရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ကောလင်းမြို့နယ်ကိုအကြံဖက်စစ်တပ်ကဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့တင်ပဲဖြစ်ပါရရှင်။စကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းရှောက်ပင်ခြုံရွာကိုအကြံဖက်စစ်တပ်ကဒီကနေ့မနက်တနာရီမှာလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ကောလိပ် info ရဲ့တာဝန်ရှိသူတို့က PPTV ကိုပြောပါတယ်။ဒီမနေ့တနာရီကြော်ကြော်လောက်ကပြစ်သွားတာ shopping ကြော်ရောင်းဂျပိုက်တာနဲ့ချက်ပြစ်သွားတယ်။အဲမှာပြည်သူတို့ဥမာဝေရဲ့အိမ်ကိုထိသွားတယ်။အဲတခြားမိဝါတွေပါတယ်ပြတ်သွားတယ်ပေါ့မိလိုင်းတွေပါတယ်ဆက်တွေ့ရေးပြပေးတဲ့ခါလေးတွေပေါ့ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရှောက်ပင်ခြုံရွာကနေပြည်သူတအူးရဲ့အိမ်မော်ကျရောက်ပြီးနေအိမ်ပျက်စီးခဲ့ရပါဒါအပြင်ကြေးရွာမှာအုံပြုတ်နေတဲ့လျှက်စစ်မင်းနဲ့တပ်ဆိုင်နဲ့ပျက်စီးမှုတွေလည်းရှိခဲ့ပြီးပြည်သူထိခိုက်မှုမရှိဘူးလို့သိရပါတယ်ပြီးခဲ့တဲ့မေလ3ရက်ည9:00နာရီခန့်ကလည်းကောလင်းမြို့အနောက်ချမ်းကိုအကြက်ဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လဲကောလင်း info ထံမှသိရပါတယ်ရှင် ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြဖက်စစ်တပ်ရဲ့ပခုတ်ကိုတက်မှတစ်တုံညာတက်ကပခုတ်ကူနဲ့အမြိုင်မြွတ်နဲ့အတွင်းစစ်ကြောင်းထိုးပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာနဲ့ပြည်သူတွေရဲ့ပစ္စည်းတွေကိုအာရမယူဆောင်သွားခဲ့တဲ့တဲ့ငါပဲဖြစ်ပါတယ်ရှင်အကြံဖက်စစ်တပ်ရဲ့ပခုတ်ကူတပ်မတက်တောင်ညာတက်ကပခုတ်ကူနဲ့မြန်မြွနဲ့အတွင်းအင်အား200ခန့်ပါစစ်ကြောင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာပြည်သူတွေရဲ့ပစ္စည်းတွေကိုအာရမယူဆောင်တာတွေလုဆောင်နေရလို့ MVV Revolution 4ထံမှတာဝန်ရှိသူတို့က PPTV ကိုပြောပါတယ်ကျွန်တော်ဒီမီလာဇန်နဲ့မဘောမီလာဇန်တရက်နေ့ကနေပြီးတော့ခုတ်ခုတက်မတရက်တကနေစကြောင်းထိုးလာတယ်။အဲ့စကြောင်းကဆိုရင်ကျွန်တော်တို့ဒီပေါ့ဒီမီလာနေ့ရက်နေ့မှာမြိုင်နေတဲ့ကိုရောက်လာတယ်ဗျာ။အမြိုင်နေတဲ့ရောက်တဲ့ချိန်မှာကျွန်တော်တို့ဒီထိတွေ့မှုတွေဖြစ်တယ်။အဲအဲဒီထိတွေ့မှုတွေဖြစ်ပြီးတဲ့နောက်မှာဒီကောင်းနေဒီလေးတန်းတကြီးတော့အပကန်းရောက်ကိုခြေကုပ်ဝင်ယူသွားတယ်ဗျာ။အဲ့မှာကျွန်တော်တို့လေးကြောင်းတက်ခိုက်မှုတွေရှိရယ်။အဲခုဒီမီလာ ခုနှစ်ရက်နေ့မနေ့ပိုင်းမှာတော့ဒီစစ်ကြောင်းကဒီရွာကနေပြီးတော့ထွက်ခွာပြီးတော့ဒီခုတ်ကူဘက်ကိုပြန်နေရဲ့ဗျအဆိုပါအကြမ်းဖက်စစ်ကြောင်းကဒီကနေ့မနေ့မှာတော့တောင်ရွာဘက်ကနေပခုတ်ကူမြို့စီကိုပြန်လည်ထွက်ခွာသွားပြီလို့သိရပါဗျ။အကြမ်းဖက်စစ်ကြောင်းကလေတန်းတေကြီးတော်ပောက်ပင်ကန်ကြေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုအာရမယူဆောင်တာ၊နွားတွေကိုတက်ဖြတ်စားတောက်တာ၊နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ပြည်သူတွေရဲ့နေအိမ်ကပစ္စည်းတွေယူပြီး ဘန်ကာဆောက်လုပ်တာတွေလှုပ်ဆောင်ခဲ့လို့ MVV Revolution 4ကပြောပါတယ်။ဒါအပြင်အကြက်ဖက်စစ်ကြောင်းကတကြီတော်ရွာကပြည်သူနေအိမ်6လုံးနဲ့ပောက်ပင်ကိုင်းရွာကပြည်သူနေအိမ်33လုံးကိုမီးရှို့ဖျက်ဆီးခဲ့လို့ MVV Revolution 4ကပြောပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချိန်မုံရီလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ ရင်းမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီဒေါ်လာရင်းတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြောင်းဆိုရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လာပြည်သူတွေကနောက်ပြန်မလဲကြီးဒီဒေါ်လာရင်းတပိတ်စစ်ကြောင်းဆိုတဲ့အစားသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြောင်းဆိုရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီထောင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြောင်းဆိုရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြဒေါ်လန်ပြည်သူတွေကအွန်လိုင်းလွှင့်မီထောင်းသွင်းနေတဲ့ဗိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တဲ့အကြောင်းဆိုရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ထန်းကျေးရွာများတပိတ်ကအကြမ်းဖက်ဆက်တဲ့ကြာဆုံးရင်ဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ထန်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကန်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။